မေရိကန်သမရထရကာဟာမတ်ဘက်ကနေဖမ်းဆီးထားသည့်ဟာမတ်ဘက်မှဒဇခံအားလုံးကိုလွတ်ပေးရန်အတွက်ဂတိကဝေပြုသည့်ဖြင့်ဘုံမကျဲရန်အတွက်ဣသရေလကနေဒေါ်နယ်ထရကိုတောင်းဆိုအမေရိကန်သမရဒေါ်နယ်ထရကဟာမတ်ဘက်ကနေဖမ်းဆီးထားသည့်ဒဇာကန်လက်ချံအားလုံးကိုလွတ်ပေးမယ်လို့ဂတိကဝေပြုသည့်ဖြစ်ဣသရေလအရေးနဲ့ဂါဇာအတွင်းရေးဆက်လက်ပုံကျဲတိုက်ခိုက်မှုများမှာမပြုတ်လို့ရန်အတွက်တိုက်တွန်းသွားခဲ့ပါတယ် ပြီးခဲ့တဲ့ရက်ပိုင်းကမှဒေါ်နယ်ထရပ်ကအချက်20ပါအစ္စရေးနဲ့ဟာမတ်ငင်းချန်ရေးသဘောတူညီချက်အဆိုကိုဟာမတ်ဘက်ကနေမလိုက်နိုင်ပါက3-4ရက်အတွင်းငရဲရောက်မှပြန်လည်ပြီးဆက်ကြမယ်လို့ရာဇံတီးပေးခဲ့ပြီးနောက်ဟာမတ်ဘက်ကနေရင်းငင်းချန်ရေးအဆိုကိုလက်ခံချေရှိမရှိတဲခွဲစွာမသိရသေးတော့လေဒဇာကန်ကို အားလုံးပြန်လည်လွတ်ပေးရန်အတွက်သဘောတူညီခဲ့ပါတယ်ဒေါ်နယ်ထရပ်ကအစ္စရေးဟာမဖြစ်မနေဂါဇာအတွင်းပုံကျဲနေမှုများကိုရပ်တန့်ရပါမယ် ဒါမှတစားကန်တွေကိုအများဆုံးနဲ့ပြင်းကင်းစွာပြန်ရနိုင်မှာပါဒီချိန်ဟာတော့တက်ခတ်မှုတွေလုံရင်တော့အရန်အနေကြီးမှာပါတယ်အလုပ်ဖြစ်ဖို့အတွက်ကျွန်တော်တို့အသေးစိတ်ဆွေးနွေးမှုတွေစလုပ်နေပါပြီကာစားအရေးတစ်ခုတည်းမဟုတ်ပဲကာလရှိကြစွာတည်ရှိနေတဲ့အရှိအလေပိုင်းတစ်ခုလုံးအတွက်ရင်ချမ်းကြီးရဖို့အတွက်လုပ်နေတာလို့ထုတ်ဖော်ပြောဆိုခဲ့ပါတယ်ဟာမတ်ဘက်ကလည်းတေဆုံးသူနဲ့ရှင်လျက်ကြံရှိနေသည့်တစားကန်အလုံးအားအမေရိကန်အ ကြောင်းဝင်ဆွေးနွေးသောညဉ့်ကြွေအဆိုပြုချက်ပါဂရိကဝေတခုဖြစ်နေလှုပ်ပင်းမြေဖြစ်ကချင်းတွယ်မှုများလှုပ်ပြီးဆက်လက်ဆွေးနွေးသွားမှာဖြစ်ကြောင်းထုတ်ပြန်ခဲ့ပါတယ်။အေအေနဲ့တိုက်ပွဲဖြစ်နေတဲ့နေရီကန်တောင်စခန်းကိုလေကြောင်းကနေဘုံအလုံးရေနှစ်ဒါဇင်ကျော်ဖြစ်ကျဲချ အာရခတတော် AA နဲ့စစ်ကော်မတီရှင်ဝင်တပ်ဖွဲ့များအကြောင်းတိုက်ပွဲများဖြစ်ပွားနေတဲ့မကွေးတိုင်းငှက်ဖဲမြို့နယ်နေရီကန်ကျော်ကျေးရွာတဝိုက်တွင်စစ်ကော်မရှင်တပ်များကလေကြောင်းကနေဘုံလုံးရေ30နီးပါးကျဲချထားတယ်လို့ဒေသခံတွေထံကနေသိရပါဗျ။စက်တင်ဘာလ23ရက်နေ့ဒီကနေ့မနက်7:00နာရီချိန်မှတိုက်နေရင်တစီနဲ့ဘုံနှလုံး Y စနစ်လေရင်နဲ့ဘုံအလုံး20ကျော်ကိုမိနစ်ပိုင်းသာချပြီးကျဲချခဲ့တယ်လို့သိရပါဗျ။နေရီကန်ဘက်မှာတော့ကော်ဖီချန်တွေမြိုင်လှိုင်ဖက်တို့ကနေတခါကျဲရင် သုံးလုံးလောက်ကျဲချတာပါ။နေရခံကြမှာတော့အရှိုချင်းရွာတွေလည်းရှိပါတယ်။ဒေသခံတွေတောင်ရလွတ်ကင်စားနေတဲ့စိုက်ပျိုးရေးခြံတွေ၊ကော်ဖီခြံတွေလည်းရှိတယ်လို့ငှဖဲဒေသခံတအူးကပြောဆိုခဲ့ပါတယ်။ရခိုင်ရုံမပေါ်မှာမကွေးတိုင်းနဲ့ရခိုင်ပြည်နယ်အဆက်ရှိ နေရခံတောင်စခန်းမြူဟာကုန်းမှာ ပြူဟာစကန်ကြီးလေးဖြစ်ပြီးအဲ့ဒီစကန်နီးတဝိုက်ကိုအရခတ်တတော်အေးကထိုးစစ်စင်တိုက်ခိုင်းနေတယ်လို့စကန်မကျရှုံးရေးအတွက်စစ်ကော်မတီရှင်ကလည်းအင်အားလုံးရင်းနဲ့မြေပြင်ဝေဟင်ကနေခုခံတိုက်ခိုက်နေတယ်လို့သိရပါဗျ။နေရကစကန်ကြီးမကျစေရေးအတွက်ကာနေတာစစ်ကော်မတီရှင်တွေကနေအတုံးယုံသေးတာတွေများပါဗျ။နေရကတောင်ကျောကနေတကဘာလုံးစကန်ရဲ့ပပတ်လဲမှာလဲအေးအေးနဲ့စစ်ကော်မတီရှင်ဝင်တပ်ဖွဲ့ဝင်များတပ်ပွဲများကနေ့ရော